နွေမလ၁၄ရက်နေ့ပိုင်းက KF မျိုးရဲ့ခံအလုံးနီးပါးဟာအင်အားကြီးမားရဲ့တိုက်ခတ်မှုကိုခံခဲ့ရတယ်လို့ KF မျိုးတော်ဝန်ကပြောကြားခဲ့ပါတယ်။ KF မျိုးလယ်မှာပောက်ခွဲတံများကိုကြားရတယ်လို့ AFP သတင်းထောက်များကပြောကြားခဲ့ပါတယ်။2022ခုနှစ် FFI 24ရက်နေ့မှာယူကရိန်းကိုစတင်ကျူးကျော်ခဲ့တဲ့ရုရှားဟာယူကရိန်းရဲ့အခြေခံအဆောက်အအုံများကိုတိုက်ခတ်မှုများပုံမူလို့ဆောင်ခဲ့ပါတယ်။အထူးသဖြင့်ယူကရိန်းတအားပေးစေုံများကို၎င်း၊ရထားလမ်းများကို၎င်း၊လူနေရပ်ကွက်များကို၎င်း၊မကြသေးမီကတိုက်ခတ်မှုများလုပ်ဆောင်ခဲ့ပါတယ်။နိုဝင်ဘာလ14ရက်နေ့မှာဒုံးကျည်များ ဒရုန်းများကမြို့တော် KF မှာရှိတဲ့အရေးကြီးတဲ့အခြေခံအဆောက်အများကိုပြင်းမှန်ထားခဲ့တယ်လို့ KF ဒေတာဆိုင်ရာစေအုပ်ချုပ်ရေးအဖွဲ့ရဲ့အကြီးအကဲမိုက်ကိုလာကာလာရှနစ်ကနိုဝင်ဘာလ14ရက်နေ့မှာပြောကြားခဲ့ပါတယ်။၎င်းတက်ခဲမှုကိုမြို့တော် War Vitali Krish ကိုကအင်အားကောင်းတဲ့ရန်သူတက်ခဲမှုလို့ပြောကြားခဲ့ပြီးလေကြောင်းကော်ရေးတပ်ဖွဲ့များကစစ်ဆင်ရေးလုပ်နေရလို့ဆိုပါတယ်။တက်ခဲမှုအတွင်းတဦးသေဆုံးခဲ့ပြီးအနည်းဆုံး15ဦးဒဏ်ရာရခဲ့တယ်လို့ယူကရိန်းအရေးပေါ်ကဲဆေးဌာနကထုတ်ပြန်ခဲ့ပါတယ်။